ဝင်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Dental Gourd Injection Dental Gourd ဒီနွားနှင့်ဝက်များအတွက်ထိုးဆေးပရိဇီဝဆေးတစ်မျိုးဖြစ်ပါသည်ဤဆေးသည် Pasteurella sub E coli Salmonella sub စသောဘက်တီးရီးယားများကြောင့်ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့်ဥရောင်ရောဂါများကိုကုသရန်အသုံးပြုပါသည် စေသည်ကြာရှည်စွာအာနိသင်ရှိပြီးလုံခြုံစိတ်ချရမှုမြင်မာပါသည်အတုံးမပြုတ်မီဆရာဝန်နှင့်အရင်တိုင်ပင်ဆွေးနွေးပါပရိစီဝါစေထိုးစေးရည်ဓိကပါဝင်ပစ္စည်းများ Data flux as in methylated Data flux as in 25ဒသမ3ဂရမ်မီလီလီတာနှင့်ညီမျှသည်အတုံးပြုတ်ရန်တင့်တော်သောတရိษံများနွားနှင့်ဝက် General gerd injection ထူးခြားသောအချက်များကျေပြန့်သောဘက်တီးရီးယားကုသမှုစွမ်းရည် ယင်းသည်ခွင်းတော်လုံးအုပ်စုဝင်ပရိစီဝါစီတစ်မျိုးဖြစ်ပြီး Pasteurellus epicoli Salmonella sp. စားသည့် gram positive နှင့် gram negative bacteria များကြောင့်ဖြစ်သောရောဂါပိုးဝင်မှုများကိုကုသရာတွင်အသုံးပြုပါသည်။အသက်ရှူလမ်းကြောင်းနှင့်ဥလမ်းကြောင်းရောဂါများအတွက်အသုံးဝင်ခြင်း Pasteurella hemolytica Emulsifida ရိုးကြောင်းဖြစ်သောအဆုတ်ရောင်ရောဂါနှင့် Coli Salmonellus ရိုးကြောင်းဖြစ်သောဝမ်းလျှော်ရောဂါများကို ကုသရာတွင်ထိရောက်မှုရှိပါသည်။ မြန်မာသောဘေးကင်းလုံခြုံမှုကုန်ကြစရိတ်ထိရောက်ပြီးဈေးရက်ချင်း withdrawal period တိုသောကြောင့်စီးပွားဖြင့်မွေးမြူသည့်တရိတ်ဆန်များတွင်မှအသုံးပြုနိုင်ပါသည်။ကြာရှည်စွာအာနိသင်ထူးခြားခြင်းတစ်နေ့လျင်တစ်ချိန်သုံးရက်ဆက်တိုက်ထိုးရန်လိုအပ်ပါသည်။ထိုးသွင်းနိုင်သောနီလန်းများစက်သားအတွင်သို့မဟုတ်သွေးပြန်ကြောတွင်လည်းထိုးသွင်းနိုင်ပါသည်။ General Gerd injection အသုံးပြုနည်း နွား6.1မီလီလီတာလင်ကို၄ချိန်20ကီလိုဂရမ်အထိတစ်နေ့လျင်တစ်ချိန်3ရက်ဆက်တိုက်ထိုးပါတတိပြုရန် ထိုးသွင်းသည့်နေရာတနေရာတဲ့ဆေး20မီလီလီတာထက်ပိုမထိုးပါနဲ့ဝက်ကဆေး1မီလီလီတာလင်ကို၄ချိန်25ကီလိုဂရမ်မှ33ကီလိုဂရမ်အထိတနေ့လျင်တစ်ချိန်3ရက်ဆက်တိုက်ထိုးပါတတိပြုရန် ထိုးသွင်းသည့်နေရာတနေရာတဲ့ဆေး5မီလီလီတာထက်ပိုမထိုးပါနဲ့ တတိပြုရန်အတုံးမပြုမီဆေးကိုကောင်းစွာလှုပ်ပါအတုံးမပြုတဲ့သောအခြေအနေများလူသားများစားသုံးရန်အတွက်မွေးမြူထားသော မြင်းများတွင်အတုံးမပြုပါနှင့်တရိတ်ဆန်များဆေးရရန်အချိန်နွားအသားစားရန် တရက်ကြိုတင်ရပါနို့ရက်ထားရန်မလိုအပ်ပါဝက်အသားစားရန်နှစ်ရက်ကြိုတင်ရပါတိမ်ဆေးခြင်း၆တွေ့အေးမြသော နေရာတွင်တင်းစီပါအပူချိန်30စင်တီဂရိတ်ထက်မကျော်သောနေရာတွင်ထားပါ ဝင်းမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက Like follow subscribe လေးလောက်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ